ဟာရအဟာရအဟာရနဲ့ Facebook မှာရော TikTok မှာရောအရန် viral ဖြစ်နေတဲ့ Grace သောစာပြခဲ့ပါတယ်ရှင်အဟာရဆိုတဲ့နာမည်တိုင်းပဲတကယ်ကိုအဟာရပြေကွာအာအိမ်ပြေကွာတဲ့အစားအစာတမျိုးပါအောင်မုတ်ရဲ့ကြက်ဥကာကြက်ရဲ့ငပြောသေးရဲတဲ့ကို overdim မုတ်နည်းနည်းထည့်ပြီးတော့နွားနို့လောင်းပေးလိုက်တာမျိုးပါ အဟာရမှာဆိုရင်အပုံနဲ့အေးဆိုပြီးနှစ်မျိုးရှိပါတယ်။ရာတီဥရုကအရန်ကိုပူလောင်အိုက်ဆက်နေတာမလို့အေးပဲစားခဲ့ပါတယ်။ဈေးနှုန်းလေးကတော့တပွဲကို3000ကျော်ပါ။ဒီဆိုင်မှာဆိုရင်အဟာရအပြင်နွားနှုတ်နဲ့ပတ်သက်တဲ့အစားအသောက်မျိုးမျိုး၊ကြက်ဥနဲ့ပတ်သက်တဲ့အစားအသောက်မျိုးမျိုး၊နွားနှုတ်ရဲ့ကြက်ဥရဲ့ငှပြောတိရဲ့အဲ့လိုမျိုးမျိုးစုံပေါ့နော်။အစားအသောက်ပေါင်းစုစုပေါင်း30ကျော်40လောက်နီးပါးတောင်ရှိပါတယ်။ဒီဆိုင်မှာရောင်းတဲ့အစားအသောက်တိုင်းကဒီအဟာရပြည့်ဝတဲ့ကျမကြီးအတွက်အထောက်အပံ့ပြည့်တဲ့အစားအသောက်တွေကြီးပါပဲ။ဂရိဆွန်နာပြောသလိုပဲကြက်ဥရဲ့ငှပြောတိရဲ့နွားနှုတ်ရဲ့ ည်းအဲဒီထဲကနေပြီးတော့လုံးလေပတ်ချလဲလိုက်ပြီးတော့အမျိုး30 40ပေါ့နော်အလောက်ထိရှိပါတယ် ကောင်းငင်းပောင်းလေအခုလိုနွားနို့အေးအေးလေးနဲ့ရေကဲနဲ့ထည့်ပြီးစားလို့ရတယ်ဆိုတာကို Grace အခုမှသိခဲ့တာပါတော်တော်စားလို့ကောင်းတာပဲ Grace အခုမှသိတာရယ်ကောင်းငင်းပောင်းရဲ့အရာသာဖောက်ဖောက်ဖောက်လေးကိုမှလေနွားနို့ရဲ့စိမ့်စိမ့်အေးအေးလေးနဲ့ပောင်းပြီးတော့လေစိမ့်စိမ့်ဖောက်ဖောက်အေးအေးလေးအိုးတအားကောင်းမွန်တော့ကွယ် Grace အခုမှသိတယ်ရယ်ဒါလီယာရော Grace တို့ Facebook တွေ TikTok တွေမှာအမြဲမြင်ဘူးနေကြ viral ဖြစ်နေတဲ့အဟာရပါ ingredients တွေအားလုံးက protein တွေဆိုတော့ high protein food လို့ပြောရပါမယ်ရှင်စားလိုက်ပြီးတာနဲ့လုံးဝကိုအားအင်ပြည့်ဖြိုးသွားမယ်အစားအသောက် ျိုးပါ healthy food ဖြစ်ပေမဲ့အရသာလည်းတော်တော်ဖိုင်းပါတယ်စိတ်စိတ်အေးအေးလေးနဲ့စားလို့ကောင်းပါတယ်ရှင် ဒါလေးကတော့ဒိန်ကဲကိုနွားနုနဲ့စိန်ထားတာမျိုးပါ။ Chris တခါမှမစားဘူးတာမလို့ first time try ကြည့်မှာပါ။ဒိန်ကဲကလေမမတင်းတင်းလေးဖြစ်နေတဲ့အရသာစိမ့်စိမ့်လေးနွားနုရဲ့စိတ်နဲ့အရသာလေးရဲ့ရေခဲအေးဓာလေးရဲ့ပေါင်းပြီးတော့စိမ့်စိမ့်အေးအေးလေးနဲ့တော်တော်လေးကိုတောက်လို့ကောင်းတာပါ။ Cheese တိုက်တဲ့သူဆိုရင်တော့ဒိန်ကဲနုအေးစိမ့်လေးကိုကြိုက်ပါပါရှင်။ဒါလေးကတော့ချက်ဥရဲ့ပြားရည်ရဲ့တံမြရဲ့ပါ။သူကလည်းတစ်ခွက်ဆိုတစ်ခွက်ဆိုတလားအာအင်ပြေဝရတဲ့အစားအသောက်တစ်မျိုးပါ။ ။ဈေးနှုန်းလေးအနေနဲ့ကတော့ဘာဆဆဘာတတောင်2500 3000 3000ကျော်ဝင်းကျင်ပဲရှိပါရယ်ရှင်။ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ Chris သွားခဲ့တဲ့ site name လေးကတော့ပြတိုင်းတောင်ပဲဖြစ်ပါရယ်ရှင်။စံပြငမိုးကြီးရဲ့ရှစ်တက်တဲ့တူနိုင်းရွှေဆိုင်ရဲ့ဘေးမှာရှိတာပဲဖြစ်ပါရယ်ရှင်။အားလုံးပဲတတား။